အညာဆေယောရောဘုံအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘီပေါ့နော်ဒီမူရင်းဘီ14တော့မူရင်းဘီ14တော့ပြီးသွားပြီဆိုတော့ဒီနေ့မှာပေါင်းဆက်ပြီး၅လုံးကိုတင်ပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီတရားအောင်အဲ့တော့မူရင်းဘီ14တော့ပေါင်းဆက်ပြီး၅လုံးဒါဆိုလို့ရှိရင်အဲ့တော့ကြည့်ရအောင်အဲ့တော့ ဒါဆိုရင်မူရင်းပြီးဆက်လက်လုပ်ရင်ပြောကြည့်အောင်ဒီစလုံးလေးကခသူကနဒရမပစအကြချာခထပဟဟောပြီဒါဆိုလို့ရှိရင်ဒီမူရင်းပြီးဆက်လက်လုပ်ကိုရပြီဆိုရင်ပေါင်းဆက်ပြီးဆိုတာကိုရသွားပြီဒါဆိုမူရင်းပြီးဆက်လက်လုပ် ပေါင်းဆက်ပြီး9ာလုံးဒါဆိုတော့ဒီပေါင်းဆက်ပြီးဆိုတာဘယ်ဟာဖြစ်လာလဲကြည့်အောင်မူရင်းပြီး14လုံးတဲ့အခါမှာ9လုံးကိုနှစ်ခါဆင်ရည်တာဒါကိုဘာလို့ခေါ်မလဲဆိုရင်ပေါင်းဆက်ပြီးလို့ခေါ်တာဒါဆိုရင်ပေါင်းဆက်ပြီး9လုံးရပါလေဆိုတော့ကာတာပါစာကြက်ကာတာပါစာကြက်ဟုတ်ပြီဒါဆိုရင်ဒါလေးကိုရေးကြည့်ကြအောင်အဲ့တော့ ပေါင်းဆက်ပြီး၅လုံးဆိုတော့မူရင်းပြီး14လုံးထဲက၅လုံးကိုနှစ်ခါဆင်ရည်တာဒါကိုဘာလို့ခေါ်မလဲဆိုရင်ပေါင်းဆက်ပြီးလို့ခေါ်မှာဒါဆိုရင်ကြည့်ကြည့်အောင်အဲ့တော့ဒီစလုံးလေးကတစ်လုံးနဲ့ဆိုဘာလို့ခေါ်မလဲတစ်လုံးနဲ့ဆိုရင်ခဟုတ်ပြီဒါဆိုရင်ဒီစလုံးလေးကိုနှစ်ခါရေးမယ်အဲ့တော့အဲ့လိုနှစ်ခါရေးလိုက်တော့ဘာလို့ခေါ်မလဲဆိုရင်ကလို့ခေါ်မယ် အဲ့တော့တစ်လုံးလဲဆိုရင်ခနှလုံးရေးလိုက်ရင်ဘာဖြစ်သွားမလဲဆိုရင်နှလုံးရေးရင်ကဟုတ်ပြီဒါဆိုရင်ဒီဟာလေးပြန်ရေးကြည့်အောင်ဘယ်ကနေညာအပေါ်ကနေအောက်ဘင်းကတ်ပြီးရင်မယ်ဘယ်ကနေညာအပေါ်ကနေအောက်အဲ့လိုရေးပါမယ်ဒါဆိုရင်တစ်လုံးလဲဆိုရင်ခနှလုံးဆိုရင်ကဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဘယ်ကနေညာအပေါ်ကနေအောက်ဘယ်ကနေညာဟုတ်ပြီဒီစလုံးလေးကိုဘာလို့ခေါ်လဲဆိုရင်ဓာတ်လို့ခေါ်တယ် အဲ့တော့အဲ့ဒီဓာဆိုတဲ့စလုံးလေးကိုနှစ်ခါရေးမယ်ဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာဘယ်ကနေအောင်ညာအပေါ်ကနေအောင်ဘယ်ကနေညာဒါဆိုရင်ဒီလိုမျိုးဓာကိုနှစ်ခါဆင်းရေးမယ်အဲ့ဒါကိုဘာလို့ခေါ်မလဲဆိုရင်တလို့ခေါ်မယ်အဲ့တော့တတောင်းဘူးတဲ့နဲ့ပဲထွက်ထွက်တဲ့နဲ့ပဲထွက်ထွက်ကြိုက်တာနဲ့ထွက်လို့ရတယ်တဖြစ်ရင်ပြီးတာပဲအတန်တွက်ကအဲ့တော့ဒါဆိုရင်ဇလုံးနဲ့ဆိုရင်ဓာနှလုံးဆိုရင်တဟိုပြီးပြင်ရင်မယ်ဘယ်ကနေညာ အပေါ်ကနေအောင်ဘေးကနေညာပြီးရင်တော့ဘေးကနေညာအပေါ်ကနေအောင်ဘေးကနေညာဒါဆိုဒီစလုံးလေးကိုဘာလို့ခေါ်မလဲတောက်ဟုတ်ပြီဒါဆိုရင်ကောင်းတောက်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကအပေါ်ကနေအောင်အပေါ်ကနေအောင်ဘေးကနေညာဘေးကနေညာဟုတ်ပြီဒါလေးကိုဘာလို့ခေါ်မလဲသူနာမည်ကဗဟုတ်ပြီဗအဲ့တော့တလုံးလေးလုံးက

ဲ့တော့တလုံးနဲ့ဆိုကနှလုံးဆိုရင်ကတလုံးနဲ့ဆိုရင်ဒတလုံးနဲ့ဆိုနှလုံးဆိုရင်တတလုံးနဲ့ဆိုရင်ဘနှလုံးဆိုရင်ပဟုတ်ပြီလားဆိုဒီပါလေးပြန်ကြည့်ကြအောင်အပေါ်ကနေအောင်အပေါ်ကနေအောင်ဘေးကနေညာဘေးကနေညာဟုတ်ပြီနောက်တစ်ခုအပေါ်ကနေအောင်အပေါ်ကနေအောင်ဘေးကနေညာဘေးကနေညာဟုတ်ပြီသူ့ကိုဘာလို့ခေါ်မလဲဆိုရင်ပလို့ခေါ်တယ်ဟုတ်ပြီကတာပ ဟုတ်ပြီဒါဆိုနောက်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကဘယ်ကနေညာကိုစောင်းပြီးဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ဒါဆိုသူ့ကိုဘာလို့ခေါ်ခဲ့လဲဆိုရင်ဆလို့ခေါ်မယ်ဟုတ်ပြီအဲ့ဒီဆလေးကိုနှခါသွေးရင်မယ်ဆလေးကိုနှလုံးသွေးရင်မယ်ဘယ်ကနေညာအပေါ်ကနေအောက်ဘယ်အနေညာအပေါ်အနေအောင်အဲ့လိုနှလုံးသွေးရတာကိုဘာလို့ခေါ်မလဲဆိုရင်ဆလို့ခေါ်မယ်။တလုံးလဲဆိုရင်ဆ နှလုံးသွင်းရင်စစပစာပြားလေးတွေနဲ့စတို့ကတော့လေးထုံမယ်စဟုတ်ပြီလားဆိုရင်ပြန်ပြောရအောင်တစ်လုံးနဲ့ဆိုရင်ဘာလို့ခေါ်မလဲတစ်လုံးနဲ့ဆိုရင်စအဲ့ဒီစကိုနှလုံးသွင်းရင်ဘာလို့ခေါ်မလဲစဟုတ်ပြီလားဆိုရင်ဒီစလုံးကိုဟွန်းအဲ့လိုမျိုးလေးရေးတယ်ဟုတ်ပြီနော်စိုက်တလို့ရေးလို့ရတယ်မဲ့ ဒီလိုမျိုးဆာနှလုံးသွေးရေးလိုက်လေရဒီလိုမျိုးကတ်ရေးလေရတယ်ကြိုက်တယ်လို့ရေးလို့ရပါတယ်အဲ့တော့ဒါဆိုရင်တလုံးနဲ့ဆိုရင်ဘာလို့ခေါ်မလဲဒီစလုံးကိုတလုံးနဲ့ဆိုကနှလုံးသွေးလိုက်ရင်ကတလုံးနဲ့ဆိုရင်ဒနှလုံးသွေးလိုက်ရင်တတလုံးနဲ့ဆိုဘနှလုံးသွေးလိုက်ရင်ပတလုံးနဲ့ဆိုဆနှလုံးသွေးလိုက်ရင်စဒီပြောရမယ်ကတပစဟုတ်ပြီဒါဆိုနောက်တစ်ခုသွားကြည့်အောင်နောက်တစ်ခုက ဘယ်ကနေညာအပေါ်ကနေအောင်အလဲကနေဆွဲဒါဆိုရင်ဒီဆလေးကိုအပေါ်ကမြင်ပိတ်ထားရင်ဘာလို့ခေါ်မလဲဆိုတော့ဂျာလို့ခေါ်မယ်ဘာလို့ခေါ်မလဲဂျာဟုတ်ပြီနော်ဒါဆိုရင်တလုံးဒီဟာဒီလိုမြင်းမပါရင်ဆပေါ်ကမြင်းလေးပိတ်ထားရင်ဂျာဟုတ်ပြီဂျာလေးကိုနှက်လို့ပေါင်းရေးလိုက်မယ်ဂျာလေးကိုနှစ်ခါရေးမယ်တလုံးနဲ့ဆိုဂျာဟုတ်ပြီဒါဆိုရင်နှလုံးဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ကြဆိုပြီးဖြစ်သွားမယ် ဟုတ်ပြီဒါဆိုပြန်ပြောရအောင်ဘေးကနေညာအပေါ်ကနေအောင်အလဲကနေဆွဲတစ်လုံးနဲ့ဆိုရင်ချက်ဟုတ်ပြီနှလုံးရင်းရင်ဘာဖြစ်မလဲချက်ကာတာပါစချက်ဟုတ်ပြီဒါဆိုပြန်ပြောရအောင်အဲ့တော့ဒီ၅လုံးကဘာလဲဆိုရင်ပေါင်းဆက်ပြီးမူရင်းပြီး14လုံးတဲ့ကကာတာပါစချက်ဆိုတဲ့ဒီ၅လုံးကိုနှစ်ခါနှစ်ခါရေးလိုက်မယ်ဒါဆိုရင်ဘာဖြစ်တော့မလဲပေါင်းဆက်ပြီးဆိုတဲ့စလုံးနဲ့ရမယ် တလုံးနဲ့ဆိုရင်အဲ့တော့ပြောကြည့်အောင်တလုံးနဲ့ဆိုရင်ဂဟုတ်ပြီဂကိုနှစ်ခါရေးမယ်ပါဖြစ်တော့မယ်ကနောက်တစ်ခုဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာတလုံးနဲ့ဆိုရင်ဒဟုတ်ပြီဒါကိုနှစ်ခါရေးမယ်ဒါကိုနှစ်ခါရေးရင်ဘာဖြစ်တော့မယ်တဟုတ်ပြီဒါဆိုရင်နောက်တစ်ခုအပေါ်ကနေအောင်အပေါ်ကနေအောင်ဘယ်ကနေညာဘယ်ကနေညာဒါဆိုရင်ဘာဖြစ်တော့မယ်ဘဟုတ်ပြီဘကိုနှစ်ခါရေးမယ်ပေါ်ကနေအောင်အပေါ်ကနေအောင်ဘယ်ကနေညာဘယ်ကနေညာ နခါရင်ပါဖြစ်မယ်ပခုပြီးနောက်တစ်ခုကအပွားနေအောက်ကိုဆွဲမယ်အလဲကနေဆွဲမယ်တလုံးနဲ့ဆိုရင်ဆဆအောင်နှလုံးရေးလိုက်ရင်ဆဟုတ်ပြီနောက်တစ်ခုအဲ့ဒီဆလေးကိုပေါ်မြင်းပိတ်လေးနဲ့ပေးရနေညာအပွားနေအောက်အလဲကနေဆွဲဒါဆွဲပေးရမယ်ချက်ချာလေးကိုနှစ်ခါရေးလိုက်ရင်ပါဖြစ်တော့မလဲဆိုရင်ကြကတာပါဆ ကြဟုတ်ပြီဒီကာတာပါစာကြဆိုရင်ဒီငါးလုံးကပါလေဆိုရင်ပေါင်းစပ်ပြီးငါးလုံးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဂျီ16လုံးပြီးသွားပြီဟုတ်ပြီဒါဆိုရင်ပြန်ပြည့်ကြည့်အောင်ကနာဒါရကနာဒါရ 马、八、十、啊，车、恰，卡。 ထား哈哈我背打個無言筆14龍誒無言筆14龍呢個嘛14龍畢竟包塞畢竟5龍的龍呢說嘎2龍所以嘎的龍呢所以打2龍所以 တစ်လုံးနဲ့ဆိုဖနှလုံးဆိုရင်ပတစ်လုံးနဲ့ဆိုဆဆောင်းနှလုံးတွေ့ရင်ဆတစ်လုံးနဲ့ဆိုကြနှလုံးသွေးရင်ကြကတာပါစာကြဒါဆိုလို့ရှိရင်ဘီ16လုံးဘီစုစုပေါင်း16လုံးပြီးသွားပြီ ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ B19 လုံးကိုရနိုင်မှာအတန်ထွက်တိုက်ခါကြရေးအဆင်ပြေမှာဖြစ်ပါတယ်ဒါဆိုရင် B19 လုံးကတော့ဒီထိပြီးသွားပါပြီ